ပုံစံဗရံမျိုးပါလဲဆိုတော့1 2 3 4 5 6 0ပုံစံ9ခုပေါ့နော် moose 9ခုပါတယ်ဒီ moose 9ခုကိုကျွန်တော်တစ်ခုချင်းဒီတရားလေးကျွန်တော်ပြောပြပေးတော့ပါမယ်ဒီအပေါ်ဆုံးက AI chess ဒီ AI chess ကကြတော့ဘယ်လိုသုံးရတာလဲဆိုရင်ဗျာကျွန်တော် chat gpt တို့ဒီအဲဘယ်လိုပြော open AI နဲ့အတူတူပါပဲဗျာကိုကြိုက်တဲ့အချက်လက်တွေကိုမေးလို့ရတယ်မြန်မာလိုမေးလဲရတယ်ဒီအဲကိုကြိုက်နေတဲ့သူတို့မေးလို့ရတယ်ဗျာသူအကုန်လုံးပြန်ဖြေပေးတယ် ဒီပေါ့နော်စကားပြောပြီးလဲမေးလို့ရတယ်အခုလိုမျိုးဒီမှာစာရိုက်ပြီးတော့လဲမေးလို့ရတယ်ဗျာနော်ဒီစာရိုက်ပြီးမေးမယ်ဆိုရင်တော့ကိုယ်ကြိုက်နှစ်သက်တဲ့ဘာသာစကားကိုရေးလာရုံပဲပေါ့နော်ဒါပေမဲ့အတန်နဲ့ပြောမယ်ဆိုလို့ရှိရင်တော့သူကမြန်မာအတန်တော့မရဘူးဗျာဒီမှာနော်သူပြဟားတယ်အတန်တနည်းပဲနော်အင်္ဂလိပ်ဂျပန်ဖရန့်စပိန်ဂျာမန်ရုရှားပေါ်တူဂီအီတလီယန်ဆိုပြီးတော့အဲ့ဒီနည်းနည်းပဲသူကရတယ်ဆိုတော့ကျွန်တော်တစ်ချက်စမ်းပြပေးမယ်နော်ဘယ်လိုမေးရမလဲဆိုတော့အဲ့မင်းကဘယ်သူလဲပေါ့နော်ကျွန်တော်တစ်ချက်မေးကြည့်လိုက်မယ် Menga bedule. ဟုတ်ကဲ့တော့ဒါသူကမပြောပြနိုင်ဘူးเนาะကျွန်ုပ်ဒီဟာဘာသာစကားမော်ရယ်တစ်ခုဖြစ်ပြီးတင့်မေကွန်များကိုဖြေဆိုရင်အเจ้าရာများကိုရှာဖွေရင်နှင့်တင်းနှင့်ဆွေးနွေးရင်အထောက်ကူပြုပါသည်တင့်အားအเจ้าရာများအချက်လက်များသို့မဟုတ်အကြံဉာဏ်များလိုအပ်ပါကမေးနိုင်ပါတယ်အလုံးကြားရတဲ့အချိန်ပေါ့เนาะသူကအခုလိုမျိုးကျွန်တော်မေးလို့ရှိရင်သူကစာသားနဲ့လည်းဖော်ပြပြီးတော့သူကနောက်ထပ်သူအတန်နဲ့ပါသူကပြောပြပြီးရဲ့ဆိုတော့ တော်တော်လေးတော့ဒါကောင်းပါရဲ့ပေါ့နော်မဆိုးပါဘူးသူရဲ့အရင်ကလည်းသုံးလို့ကောင်းပါတယ်ကိုကြိုက်နေတဲ့အချက်လက်တွေကိုဒါမေးလို့ရတယ်ပေါ့နော်ဆိုတော့ဒါကတော့ဒါပထမဆုံးမူ AI chess move ဆိုတဲ့ကောင်လေးဖြစ်ပါတယ်ကြောက်ဒီနောက်တစ်ခုဖြစ်တဲ့ဒီ freeze talk move ဆိုတဲ့ကောင်လေးကဘာအတွက်သုံးတော့လဲဆိုတော့ကျွန်တော်ဆက်ပြီးတော့ပြပြပေးမယ်ဒီကောင်လေးကဘယ်လိုမျိုးသုံးရလဲဆိုရင်သူ့ထဲကိုတစ်ချက်ဝင်လိုက်ဗျာဝင်လို့ရှိရင်သူကဒီအပေါ်ဆုံးမှာဘာသာစကားတွေကိုဒါစိတ်ကြရွေးချယ်လို့ရတယ်ဒီမြန်မာလူကနေအင်္ဂလိပ်လူပြန်မှလာဒါမှမဟုတ်လေပေါ့နော်အင်္ဂလိပ်လူကနေမြန်မာလူပြန်မှလာဆိုတော့သူကမျိုးစုံရွေးချယ်လို့ရတယ်ဗျာ ဲ့လိုရွေးချယ်ပြီးပြီဆိုတာနဲ့ကိုကမြန်မာလိုပြောရင်သူကအင်္ဂလိပ်လိုပြန်ပြောမယ်အင်္ဂလိပ်လိုပြောလို့ရှိရင်သူကမြန်မာလိုပြန်ပြီးပြောမယ်ပေါ့နော်အဲ့လိုမျိုးသူကသဘောတရားဖြစ်ပါတယ်ဆိုတော့ကျွန်တော်စမ်းပြပေးမယ်နော်ဒီမှာသူကလိုက်ပြီးတော့မှတ်နေရယ်နော်ဆိုတော့ကျွန်တော်ခဏပိတ်လိုက်မယ် can choose the languages at the top of this and he can choose whether he wants to go back to english or he can choose from english to myanmar and if you say that he will speak in english then he will say in english and if you say that he will speak in english then he will say in, english, and say will in, english, will say in burmese and that is the reason So I'm going to give you a weird one. And he goes along and remembers. So I shut it down for a moment. ဆိုတော့ကြားရတဲ့အတိုင်းပဲပေါ့နော်ကျွန်တော်မြန်မာလိုပြောနေတဲ့ဟာကို तू ကဒီအင်္ဂလိပ်လိုသူကကျွန်တော်ပြန်ပြောပြနေတာဖြစ်ပါတယ်ဒါကဒီပုံမှာရွေးချယ်တာလို့ပေါ့နော်ကျွန်တော်မြန်မာကိုရွေးချယ်တာတယ်ပြီးတစ်ဖက်ကကြတော့အင်္ဂလိပ်ကိုရွေးချယ်တာတယ်ပေါ့နော်အကယ်၍ဒီအင်္ဂလိပ်နေရာမှာထိုင်းဒါမှမဟုတ်တရုတ်ကိုရွေးချယ်ထားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်မြန်မာလိုပြောတဲ့ခါမျိုးမှာ तू ကတရုတ်လိုပြန်ပြီးတော့ပြောမှာဖြစ်ပါတယ်အကယ်၍ပေါ့နော်ကျွန်တော်ကအခုဒါမြန်မာလိုပြောနေလို့ तू က အာအင်္ဂလိပ်လိုပြန်ပြောနေရကျွန်တော်အင်္ဂလိပ်လိုပြောလို့ရှိရင်သူကမြန်မာလိုပြန်ပေးပါတယ်เนาะဆိုတော့ကျွန်တော်အင်္ဂလိပ်လိုနည်းနည်းပြောကြည့်မယ်เนาะ Hello what says you are name Hello မင်းနာမည်ဘယ်လိုလဲ Okay เนาะသူကကြားရတဲ့အချိန်ပေါ့เนาะကျွန်တော်အင်္ဂလိပ်လိုပြောလိုက်တဲ့အခါမျိုးကျတော့သူကမြန်မာလိုပြန်ပြီးတော့ပြောတယ်ဆိုတော့ကျွန်တော်မြန်မာလိုတစ်ချက်ပြန်ပြောကြည့်မယ်ငါရဲ့နာမည်ကမောင်ကျော်ပါ My name is brother အဲဒါသူအတန်ပြန်မမိုးရနေတဲ့ရွာတွေရောပေါ့နော်သူအတန်ကိုတိတ်ပြီးတော့မသေးခွဲဦးနဲ့တူရယ်နော်ကျွန်တော်အမ်ဒါကြတော့သူရရယ်အဲ့လိုမျိုးသူပြောရယ် His voice was not very clear, like the villages in the rain. And I was like, well, that's what he got. Okay, ဒါကျွန်တော်မြန်မာလိုပြောနေလို့သူကအင်္ဂလိပ်လိုချင်းချင်းဘာသာပြန်ပြီးနေရကျွန်တော်အင်္ဂလိပ်လိုနည်းနည်းလေးပြန်ပြောကြည့်မယ် Can you be my friend? မင်းငါတငယ်ချင်းဖြစ်နိုင်မလား Okay เนาะကျွန်တော်အင်္ဂလိပ်လိုပြောတဲ့ခါချင်းမှာသူကချက်ချင်းပဲကျွန်တော်မြန်မာလိုပြန်ပြီးတော့ပြန်ပြီးပါရယ်เนาะဆိုတော့ဒီကောင်လေးရဲ့သဘောတရားကတော့ကိုကကိုရွေးချယ်ထားတဲ့ဘာသာစကားပေါ်မူတည်ပြီးတော့ကိုကမြန်မာလိုပြောရင်သူကအင်္ဂလိပ်လိုပြန်ပြောမယ်ကိုကအင်္ဂလိပ်လိုပြောလို့ရှိရင်သူကမြန်မာလိုပြန်ပြောမယ်ပေါ့เนาะအဲ့လိုမျိုးဒါအသုံးပြရတဲ့ကောင်လေးဖြစ်ပါတယ်ဆိုတော့ကျွန်တော်နောက်တစ်ခုထပ်သွားမယ် ီနောက်တစ်ခါဒီ translation machine move ဆိုတဲ့ကောင်ကြီးကကြာတော့ तू ကကြတော့ဖုန်းနဲ့အလုပ်လုပ်တာဗျာဒီငကြက်နဲ့မဆိုင်တော့ဘူးဗျာဒီဖုန်းမှာသုံးဖို့အတွက် तू ကဒါလုပ်တဲ့ကောင်ကြီးပေါ့နော် तू ကရောဘလို့သုံးပြရတာလဲဆိုရင်ဒီအပေါ်ဆုံးမှာဘာသာစကားတွေကိုရွေးချယ်လို့ရတယ်ဒီတစ်ဖက်ကမြန်မာကိုရွေးချယ်ထားတယ်เนาะဒီတစ်ဖက်ကအင်္ဂလိပ်လိုရွေးချယ်ထားပါတယ်ပြေကောဘာသာစကားကိုပြောင်းကျင်နေဆိုလို့ရှိရင်เนาะဒီမြားလေးကိုနှိပ်ပြီးတော့ကိုယ်ကျိုင်းနှစ်သက်တဲ့ဘာသာစကားကိုပြောင်းလို့ရပါတယ်เนาะဒီဘက်လည်းအတူတူပဲเนาะကိုယ်ကျိုင်းနှစ်သက်တဲ့ဘာသာစကားကိုပြောင်းပြီးတော့ထားလို့ရပါတယ် ဆိုတော့ကျွန်တော်တို့ဒီမြန်မာနဲ့အင်္ဂလိပ်ကိုပဲကျွန်တော်ထားထားမယ်เนาะသူကတော့သူတဲ့ဘာသာပြန်လာပဲဗျသူကဘာသာဘလို့ပြန်လဲဆိုတော့ဒီမှာသူကအော်ကလုတ်နှိပ်ပေးရတယ်ဗျကိုကမြန်မာလိုပြောမယ်ဆိုလို့ရှိရင်မြန်မာကလုတ်ကိုနှိပ်ပေးရမယ်အကယ်၍အင်္ဂလိပ်လိုပြောမယ်ဆိုရင်အင်္ဂလိပ်ကလုတ်ကိုနှိပ်ပေးရမယ်ပေါ့เนาะပြီးသူကကြတော့အတန်ထွက်လို့ရှိရင်ငကြက်အတန်မထွက်ဘူးဒီဖုန်းကနေပဲသူကဓာတ်ရိုက်အတန်ထွက်တယ်ပေါ့เนาะဒီမှာသူပုံလေးနဲ့သူပြထားတယ်ဒီဖုန်းကိုအသုံးပြုပြီးတော့ပဲဒီတယောက်နဲ့တယောက်အပြန်အလှန်စကားပြောတဲ့ပုံစံမျိုးပေါ့ဗျာเนาะဆိုတော့ကျွန်တော်စမ်းပြပေးမယ်เนาะထပ်ပြီးတော့ မင်္ဂလာပါတငယ်ချင်းမင်းနဲ့တွေ့ရတာဝမ်းသာပါတယ် Hello friend nice to meet you okay ကြားရမလားဗျာเนาะကျွန်တော်မြန်မာလိုပြောတဲ့ခါမျိုးကြရင် तू ကအင်္ဂလိပ်လိုကျွန်တော်ပြန်ပြောတယ်ဆိုတော့ကျွန်တော်အင်္ဂလိပ်လိုနည်းနည်းပြောကြည့်မယ်ထပ်ပြီးရောเนาะဒါအင်္ဂလိပ်ခလုတ်ကိုကျွန်တော်နှိပ်ပေးရအောင်ဗောနော်ဒီမှာအင်္ဂလိပ်ခလုတ်ဒီကောင်လေးကိုချင်နှိပ်ပေးရမယ် Nice to meet you too ဝမ်းသာပါတယ် အဲကျွန်တော်လည်းတင့်ကိုတွေ့ရတာဝမ်းသာပါတယ်ပေါ့နော်အဲ့လိုမျိုးဒါပြန်ပြီးသူကဖော်ပြပေးတယ်ပေါ့နော်ဆိုတော့ဒီကောင်ကကြတော့ကျွန်တော်တို့ကဒါဖုန်းကိုအသုံးပြုပြီးတော့ဒီဖုန်းမှာပဲအလုပ်လုပ်တာပေါ့နော်ဒီနေ့ကနေတော့သူကအတန်ကိုတော့ဘာသာစကားကိုမပြန်ပေးဘူးဒီဖုန်းကနေပဲအပြန်လာပေါ့နော်ခလုတ်နေပြီးတော့စကားပြောရတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်နောက်တစ်ခုကိုဆက်ပြောပြပါမယ်နောက်တစ်ခုကကြတော့ he phone blur phone move ဆိုတဲ့ကောင်လေးပါနော်ဒီကောင်ကကြတော့သူရေးဟားတဲ့အတိုင်းပဲ ဟီဖုန်းငကြက်နဲ့ဒီဖုန်းမှုပေါ့နော်ငကြက်နဲ့ဖုန်းတွေကိုသူကဒါနှစ်ခုပေါင်းထားတဲ့ကောင်ကြီးဖြစ်ပါတယ်ပေါ့နော်ဆိုတော့သူ့အသုံးမဲ့ဆိုလို့ရှိရင်ငကြက်လည်းလူတယ်ဖုန်းလည်းဒါလူတယ်ဆိုတဲ့သဘောပါသူထဲမှာဆိုလို့ရှိရင်လေဒီအပေါ်ဆုံးမှာခုနတိုင်းပဲကိုကြိုက်နေတတ်တဲ့ဘာသာစကားတွေကိုရွေးချယ်ထားလို့ရပါတယ်ဒီမှာမတူပါရှိရယ်နော်ဒီဘက်ကကြတော့သူကဖုန်းပြနော်ဒီဘက်ကကြတော့ငကြက်ဘာလို့ဆိုလိုတာလဲဆိုတော့အကယ်၍ကိုကဖုန်းမှာအင်္ဂလိပ်ကိုရွေးချယ်ထားမယ်ဆိုလို့ရှိရင်နော်အဲကိုကဒီဖုန်းကနေစကားပြောတဲ့ခါမျိုးမှာအင်္ဂလိပ်စကားနဲ့ပြောရမှာဖြစ်ပါတယ် ပြီးတော့ဒီဘက်မှာနှစ်ချက်ကကြတော့ဒီမှာကျွန်တော်ဗာမိကိုရွေးထားရယ်နော်မြန်မာကိုရွေးထားတယ်ဆိုတော့နှစ်ချက်ကနေတစင်စကားပြောမယ်ဆိုလို့ရှိရင်တော့ဒါမြန်မာစကားနဲ့ပြောရမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့ဒီမှာအဲဒီမှာ club လေးရှိရယ်နော်ဒီ english club လေးရှိတယ်ဒါကကြတော့ကျွန်တော်ဖုန်းကနေစကားပြောမှာဖြစ်ပါတယ်အဲ့ဒီဒီနှစ်ချက်ကနေစကားပြန်ပြောမယ်ဆိုရင်သူ့ဒီနှစ်ချက်လေးကိုတစ်ချက်နှိပ်ပြရမှာဖြစ်ပါတယ်နော်ဒီမှာဒီကောင်လေး club လေးကိုတစ်ချက်နှိပ်ပြရမယ်ဗျာဆိုတော့ကျွန်တော်ဒီဖုန်းကနေအရင်ဆုံးစကားပြောကြည့်မယ်နော်ဖုန်းကအင်္ဂလိပ်လိုယူထားရယ်ဆိုတော့ကျွန်တော်ဒီအင်္ဂလိပ်လိုပြောကြည့်မယ် Hello. What is your name? မင်္ဂလာပါ။အာသူ hello ပဲပါသွားတယ်။နောက်နောက်ထပ်ဆက်ပြောကြည့်မယ်နော်။ What is your name? တဲ့နာမည်ဘယ်လိုခေါ်လဲ? Okay. အဲ့ဒီလိုမျိုးကျွန်တော်တို့ဖုန်းကနေစကားပြောတဲ့အခါမျိုးကြရင် तू ကဒီနေ့ကျမှအော်တိုလာပြီးတော့ဘာသာပြန်ပေးတယ်ဗျာ။သိရမလား?ဒီဖုန်းကနေဒီအင်္ဂလိပ်ကလပ်ကိုနှိပ်ပြီးတော့အင်္ဂလိပ်ကိုစကားပြောခိုင်းလိုက်ဗျာအဲ့လိုဆိုလို့ရှိရင်အင်္ဂလိပ်ကစကားပြောလို့ရှိရင် तू က ီနှစ်ချက်မှာမြန်မာလူဘာသာထိုက်ရိုက်လာပြန်ပြီးပါတယ်ခုနကြားတယ်မလားကျွန်တော်ဒီကနေဖုန်းကနေပြီးတော့ကျွန်တော်အင်္ဂလိပ်လိုပြောတဲ့ခါမျိုးမှာ तू ကနှစ်ချက်ကနေပြီးတော့ तू ကအတန်ထွက်လာတယ်တင်းနံပါတ်ဘယ်လိုခေါ်လဲဆိုပြီးတော့အတန်ထွက်လာတယ်ဆိုတော့ကျွန်တော်ကဒီနှစ်ချက်ကနေပြီးတော့ခါ तू ပြန်ပြီးစကားပြောမယ်ဒီဗမာလိုစကားပြန်ပြောမယ်ဗျာဒီအင်္ဂလိပ်ကိုဗမာလိုစကားပြန်ပြောမယ်ဆိုရင်ဒီနှစ်ချက်ကလေးမှာခလုတ်ရှိရယ်နော်ဒီထက်ကလေးကိုတစ်ချက်နှိပ်လိုက်ပါနေပြီးတော့သူစကားပြောမှာပေါ့နော်။ငါရဲ့နာမည်ကမောင်အေးပါ။ um my name is mongai okay ကြားလားမသိဘူးเนาะကျွန်တော်အရှိအအားတော့ပါသွားတယ်ဗျာကျွန်တော်ပြောတဲ့ဟာလေးပါသွားတယ် तू ကဒီမှာကျွန်တော်ခဏပြောတယ်ငါ့ရဲ့နာမည်ကမောင်ကြီးပဲလို့ပြောတဲ့ခံမျိုးကြောင့် तू ကဒီမှာနှစ်ချက်ကနေပြောတဲ့ဟာလေးကဒီဟိုရောက်သွားပြီးတော့ဒီဖုန်းကိုရောက်လာတယ်ရောက်ပြီးတော့ဖုန်းကနေပြီးတော့ तू အင်္ဂလိပ်လိုပြန်ပြီးပြန်ဖြေပေးတယ်ဗောနော်ဒီမှာကြောင်လေးကိုအတူကျုံမှတ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဖုန်းကနေစကားပြောမယ်ဆိုရင်နှစ်ချက်ကနေဘာသာပြန်ပြီးမယ်အကယ်၍နှစ်ချက်ကနေစကားပြောမယ်ဆိုရင် तू ကဖုန်းကနေဘာသာပြန်ပြီးမှဖြစ်ပါတယ်ပြီးကိုက ဘယ်ကနေဘယ်ကိုဘာသာပြန်စီခြင်းလဲဆိုတာကိုလည်းဒီအပေါ်ဆုံးမှာเนาะကိုကြိုက်နှစ်သက်တဲ့ဒါဘာသာစကားကိုရွေးချယ်ထားလို့ကြားပါတယ်ဆိုတော့ကျွန်တော်နောက်တစ်ခုအကြောင်းကိုဆက်ပြီးတော့ပြောပြပြပါမယ်နောက်တစ်ခုကကြတော့ဒီကောင်လေးပေါ့เนาะ Durea Clis Mu ဆိုတဲ့ကောင်လေးပါဒီကောင်ကကြတော့ဒီအပေါ်ကခုနကောင်နဲ့အတူတူပဲဗျခုနကောင်ကကြတော့ဗျာသိရမလားဘာသာစကားပြန်ဖို့အတွက်ဆိုရင် तू ကနှစ်ချက်ကတစ်ခုဖုန်းကတစ်ခုအဲ့လိုနှစ်ခုအဲဒီကောင်ကကြတော့အဲ့လိုမဟုတ်တော့ဘူး तू ကနှစ်ချက်နှစ်ဖက်ကိုဒါတစ်ဖက်ကိုတစ်ခုစီဆိုပြီး तू ကအဲ့သဘောမျိုးပေါ့เนาะ ဒီဘက်ကကြတော့ဒါဘေဘက်နှစ်ချက်ဒီဘက်ကကြတော့ဒါညာဘက်ညာဘက်နှစ်ချက်ပေါ့နော်ကေဘေဘက်နှစ်ချက်ကနေဘာဘာဘာစကားကိုပြောမှလဲမြန်မာပြောမှဆိုရင်မြန်မာကိုယူအင်္ဂလိပ်ပြောမှဆိုအင်္ဂလိပ်ကိုယူထိုင်းလိုပြောမှဆိုထိုင်းလိုယူပြပီဒီဘက်ညာဘက်နှစ်ချက်ကအတိုင်းပဲကိုကဘာဘာစကားပြန်ပြောမှလဲအဲ့ပြောမဲ့စကားကိုကြိုက်နှစ်သက်တဲ့စကားကိုယူပေါ့ဗျာနော်အဲ့လိုယူပြီးသွားပြီဆိုရင်ဒါစပြီးတော့ပြောလို့ရပြီဆိုတော့ကျွန်တော်ဒီမှာအဲဒီကနေကျွန်တော်စပြောမယ်နော်ကိုပြောကျင်တဲ့ဘက်ကိုတော့ခလုတ်ရှက်နှိပ်ပြရအောင်နော်ဒါကတော့ညာဘက်ဗျာဒါကတော့ဘေဘက်ဆိုတော့ကျွန်တော် ဒီညာဘက်ကနေကျွန်တော်စပြီးတော့ပြောမယ်နော် Hello how are you Hello နေကောင်းလား Okay နော်ဒီမှာညာဘက်ကအင်္ဂလိပ်ဆိုတော့ကျွန်တော်ကအင်္ဂလိပ်လိုပြောလိုက်တဲ့ခါမျိုးမှာ Hello how are you ဆိုပြီးတော့ तू ကဒီဘက်ဘယ်ဘက်နဲ့ချက်ကနေပြီးတော့ तू ကဘာသာပြန်ပေးလာရဲ့ပေါ့နော်ဆိုတော့ကျွန်တော်ဆိုရင်ကျွန်တော်ဒီဘယ်ဘက်နဲ့ချက်ကနေမြန်မာလိုပြောကြည့်မယ်ငါနေကောင်းပါတယ်မင်းရောနေကောင်းလား I am fine how are you โอเคเนาะจ้าတယ်မလားဗျာเนาะကျွန်တော်ဒီဘယ်ဘက်နှစ်ချက်ကနေပြီးတော့ကျွန်တော်မြန်မာလိုပြောလိုက်တဲ့အခါမျိုးမှာ तू ကညာဘက်နှစ်ချက်ကနေပြီးတော့အင်္ဂလိပ်လို तू ကပြန်ပြီးတော့ထွက်လာတယ်ဆိုတော့ဒီဖန်ရှင်လေးရလဲဒါတော်တော်လေးဟိုမှာသုံးလို့ကောင်းတယ်ဗျာသိရမလားဒီကိုကဒီကိုနဲ့ဘာသာစကားမတူတဲ့သူနဲ့စကားပြောချင်းတယ်ဆိုလို့ရှိရင်ဒီလိုမျိုးနှစ်ချက်ကိုနှစ်ခုခွဲလိုက်နှစ်ခုခွဲပြီးတော့သူ့ကိုနှစ်ချက်တစ်ခုပေးလိုက်ကိုကနှစ်ချက်တစ်ခုယူပြီးရင် तू ကဘာစကားနဲ့ပြောမှလဲ तू ပြောမဲ့စကားကိုကိုကဒီမှာ setting ချိန်ပေးလိုက်ပြီးရင်ကိုကဘာစကားနဲ့ပြန်ပြောမှလဲကိုပြောမဲ့စကားကိုလည်းဒီမှာကိုကယူရလိုက်ပေါ့အဲ့ဆိုလို့ရှိရင် तू က အဲတစ်ဖက်ကစကားပြောရတယ်ကိုဘက်ကိုဘာသာပြန်ပြီးမယ်ကိုကစကားပြောလိုက်တယ်နဲ့တစ်ဖက်ကိုဘာသာပြန်ပြီးမယ်ဗျာဒါကတော့ဒါငကြက်နှစ်ခုကိုသုံးပြီးတော့ဒါစကားပြောတဲ့ပုံစံပေါ့နော်ကျွန်တော်နောက်တစ်ခုကိုကျွန်တော်ထပ်သွားမယ်နောက်တစ်ခုကကြတော့ voice note ဆိုတဲ့ကောင်ဗျာဒီ voice note ဆိုတဲ့ကောင်ကကြတော့တိတ်တော့အသုံးမလိုဘူးဗျာ तू ကဘာအတွက်သုံးတာလဲဆိုရင်ဒီငကြက်ကိုသုံးပြီးတော့ဗျာအတန်ဖမ်းမယ်ပေါ့နော်အဲ့လိုဟာမျိုးသုံးတာဗျာဒါပေမဲ့ तू က तू အတန်ဖမ်းပေးတာက तू ကမြန်မာအတန်မပါဘူး ော်ကျွန်တော်ဆက်ပြရမယ်နော်ကိုကအတန်ဖမ်းမယ်ဆိုရင်ဗျာဒီကောင်လေးကိုနှိပ်လိုက်နှိပ်ပြီးတော့မှဘာသာစကားရွေးရွေးချယ်ခိုင်းတယ်သူ့ထဲမှာ တရုတ်အင်္ဂလိပ်ဂျပန်ဖရန့်စပိန်ဂျာမန်ရုရှားပြည်ဒီမှာပေါ်တူဂီအီတလီအီတလီမဲ့ပါတယ်ဗျထိုင်းအောင်မပါဘူးဗျာဆိုတော့ဒီကောင်တိတ်တော့အသုံးမလိုဘူးဗျာဒါပေမဲ့ကိုကသုံးကျင်နေဆိုလို့ရှိရင်ဘယ်လိုသုံးရမလဲဆိုတော့အဲအဲ့ဒီမှာကိုပြောမဲ့ဘာသာစကားကိုရွေးလိုက်ပါတော့ဒီအင်္ဂလိပ်ဆိုအင်္ဂလိပ်ကိုရွေးလိုက်ရေးပြီးသွားပြီဆိုလို့ရှိရင်ဒီမှာကိုကခေါင်းစဉ်ပေးလို့ရတယ်ဗျာကိုဟာကိုခေါင်းစဉ်ပေးပြီးဒီမှာ confirm နှိပ်ပြီးတော့အဲဒီမှာဒီဘက်ကနော်ဒီတတိယ cloud ကိုနှိပ်ပြီးတော့အတန်စဖမ်းလို့ရပါပြီ သူကဒီမြန်မာလိုပြောရင်တော့သူကအတန်အတန်တော့ဖမ်းပေးမယ်ဒါပေမဲ့အောက်ကသူကစာတန်းထိုးပေးမှာတော့မဟုတ်ဘူးဗျာဒါပေမဲ့အင်္ဂလိပ်လိုပြောမယ်ဆိုလို့ရှိရင်တော့သူကအတန်လည်းဖမ်းပေးမယ်ပြီးဒီအောက်ကသူကစာတန်းလည်းထိုးပေးမယ်ပေါ့နော်ဆိုတော့ကျွန်တော်အင်္ဂလိပ်လိုနည်းနည်းပြောကြည့်မယ်နော် Hello What's your name How are you How old are you Okay เนาะတွေ့ရမလားဗျာเนาะကျွန်တော် ဒီအင်္ဂလိပ်လိုပြောလို့ရှိရင်တော့ तू ကအတန်လဲဖမ်းပြီးတယ်စာတန်းလဲ तू ကထိုးပြီးတယ်ပေါ့နော်အကေကိုကအဲ record ဖမ်းတာပြီးပြီဆိုရင်တော့ဒီအောက်ကဒီ၄တောက်ခလုတ်လေးကိုနှိပ်လိုက်နှိပ်ပြီးတော့ဒီ confirm ကိုနှိပ်လို့ရှိရင် तू ကကိုထဲမှာခုနကောင်လေးကိုကြဖမ်းထားပြီးမှဖြစ်ပါတယ်နော်ဒီအပေါ်ဆုံးကိုတစ်ချက်နှိပ်လိုက်အဲနှိပ်ပြီးတော့ဆိုရင် तू ကခုနကအတန်ဖမ်းတဲ့ကောင်လေးပြန်ပြီးနှောင်းအောင်လို့ရမယ်ပြီးရင် तू ကဒီစာတန်းလဲ तू ထိုးပြီးတဲ့ကောင်လေးလေးကိုပြန်ဖတ်ပြီးတော့ဒါကြည့်လို့ရရပေါ့နော်ပြီးရင်ကိုကပြန်ပြီး edit ချိန်တဲ့ဒီမှာဟိုကြိုက်နှိမ့်တဲ့ဟာကိုဒီမှာစာကိုပြန်ရေးပြီးတော့ edit လုပ်လဲရတယ်ပေါ့နော် ဆိုတော့ဒီကောင်လေးကအဲတိတ်တော့အသုံးမလို့လောက်လို့ထင်နေပြန်เนาะဆိုတော့ကျွန်တော်နောက်ဆုံးတစ်ခုကိုကျွန်တော်ဆက်သွားကြည့်လိုက်ရအောင်နောက်ဆုံးတစ်ခုကကြတော့ဒီ photo translation ဆိုတဲ့ကောက်ပါဒီကောင်လေးကလည်းတိတ်တော့အသုံးမလို့ပြီဗျဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကဒီမှာပေါ့နော်ဒီစာသားတွေကိုဗျာဒီလိုမျိုးစာသားတွေကိုဘာသာပြန်ကျင်လို့ရှိရင်ဒီ Google Translate ကိုဒါသုံးပြီးတော့လေဘာသာပြန်လို့ရရဆိုတော့လေပြသူထဲမှာကလေဗျာမြန်မာဘာသာပြန်တာမပါဘူးဒီအင်္ဂလိပ်တို့ဒီမှာအင်္ဂလိပ်ဂျပန်ကိုရီးယားတို့ ပဲဆိုတော့တိတ်တော့အသုံးမလို့ဒါပေမဲ့ကျွန်တော်စမ်းပြပေးမယ်เนาะကျွန်တော်အင်္ဂလိပ်ကိုအာ Chinese ကိုကျွန်တော်ရွေးလိုက်မယ်ရွေးပြီးတော့ဒီမှာကျတော့ဒါအင်္ဂလိပ်လိုရေးထားတယ်ဒါလေးကိုကျွန်တော်တက်ပုံရိုက်လိုက်မယ်ဟုတ်ကဲ့နော်ဒါဆိုလို့ရှိရင် तू second ဖတ်နေပြီပေါ့เนาะเนาะ तू ကဒါအင်္ဂလိပ်လိုဟာမျိုးကိုဒါအခုဒါတရုတ်လိုမျိုးဒါဘာသာပြန်ပေးတဲ့ဟာပေါ့เนาะမြန်မာလိုလည်းမပါဘူးဆိုတော့ဒီကောင်လေးကတော့တိတ်ပြီးတော့အသုံးတော့ဒါမဝင်ပါဘူးเนาะ အခုကျွန်တော်ပြပြပေးသွားတာကတော့ဒီနေ့ချက်ကလေးမှာပါတဲ့ဒါ AI feature တွေရဲ့အလုပ်လုပ်ပုံကိုကျွန်တော်အသေးသေးတိကျလေးပြပြပေးသွားတာဖြစ်ပါတယ်။ပြီးသူနဲ့တွဲပြီးသုံးရတယ်ပေါ့နော်။ဒီ software application ထဲမှာရှိတဲ့ဒါ function တွေအလုပ်လုပ်ပုံတွေကိုလည်းကျွန်တော်တိကျလေးဒါရှင်းပြပေးသွားတာဆိုတော့ပေါ့နော်။နားလည်မယ်လို့တော့မျှော်လင့်ပါတယ်။ကျွန်တော်တို့ကဒီနေ့ချက်လေးကိုထိန်းချုပ်တဲ့အခါမျိုးမှာဗျာဒီဒီ software အနေနဲ့ထိန်းချုပ်လို့ရတယ်လို့သူရဒီနေ့ချက်ဘူးရဲ့နောက်မှာပါတဲ့ဒီ display အနေနဲ့ကျွန်တော်ကထိန်းချုပ်လို့ရပါသေးတယ်။ ဆိုတော့ကျွန်တော်ဒီထဲမှာပါတဲ့ဒါ function တွေ feature တွေကိုလည်းကျွန်တော်ဒါဆန်းပြပြီးပါမယ်။